တရုတ်ဉာဏ်ရည်တူ AI နည်းပညာကုမ္ပဏီ DeepSeek ရဲ့စနစ်အပေါ်အခြေခံထားတဲ့ဘာသာပြန်စနစ်တစ်ခုကိုမြန်မာနိုင်ငံရောက်တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကအသုံးပြုနေတယ်လို့ဆိုပါတယ်။အဲ့ဒီတရုတ်မြန်မာဘာသာပြန်စနစ်ကငလင်ပေးတဲ့ကယ်ဆယ်ရေးအတွက်အထူးပြုပြီးအရေးပေါ်ဖန်တီးထားတာဖြစ်ပါတယ်။ဒီစနစ်ကအရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာကိစ္စတွေမှာသုံးနှုန်းတဲ့ဝေါ်ဟာရတွေအတွက်အချိန်နဲ့တပြေးညီအနည်းဆက်ဆုံးဘာသာပြန်နိုင်အောင်တိစောက်ထားတယ်လို့သိရပါတယ်။အဲ့ဒီစနစ်ကို DeepSeek ရဲ့ AI platform ပေါ်မှာအခြေခံပြီး ဘေကျင်းဘာသာစကားနဲ့ယဉ်ကျေးမှုတက္ကသိုလ် BLCU ရဲ့အင်္ဂလိပ်နဲ့နိုင်ငံတကာလေ့လာရေးကျောင်းအုပ်ဟန်လင်ဂျုံနဲ့အခြားသောပညာရှင်တွေကပူးပေါင်းဖန်တီးထားတာပါမတ်လ28ရက်နေ့ကငလင်ကြီးအပီနောက်နေမှာပဲအရေးပေါ်အသုံးဖို့အတွက်အဲ့ဒီစနစ်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်တရုတ်မြန်မာဘာသာပြန်တဲ့ဤပညာဝန်ဆောင်မှုတချို့ရှိပေမဲ့ကေဇယိကန္တာအတွက်တိတိကျကျရှိရွယ်ဖန်တီးထားတာမျိုးတော့မဟုတ်ကြောင်းဒါပေမဲ့အခုစနစ်ကတော့ လိုအပ်ချက်နဲ့အကန့်ညီဆုံးဖြစ်အောင်အတက်နိုင်ဆုံးစ조사စီစဉ်ပေးထားကြောင်းဟန်ကပြောပါတယ်။လက်တွေ့သုံးနေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့တုံ့ပြန်အကြံပြုချက်တွေကိုမူတည်ပြီးအဲ့ဒီစနစ်ကို dashboard update လုပ်ရင်းလိုအပ်ချက်တွေဖြစ်တင်ပေးနေတယ်လို့ဆိုပါတယ်။အဲ့ဒီစနစ်မှာဘာသာပြန်ဝန်ဆောင်မှု2850ကျော်ရဲ့အချက်လက်တွေကိုချိတ်ဆက်အသုံးပြုထားတယ်လို့သိရပါတယ်။ April 2ရက်နေ့ထိအခြေအနေအရတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပြက်အစည်းတွေအောင်မှာအသက်ရှင်ရပိတ်မိနေသူအ ਨੇ ဆုံး၉ဦးကိုကဲထုတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီကငလင်းချောင်းတေဆုံးသူဦးရေဟာ3085ဦးရှိလာပြီး4915ဦးဒဏ်ရာရတဲ့အပြင်342ဦးပျောက်ဆုံးနေကြောင်းထုတ်ပြန်ထားပါရရှင်။